့ရဲ့ဖီဒီမီတွေကအိုခံကောင်းလိုက်တာသမီးသောအောင်ရှိရဲ့နိုင်ငံတကာနိုင်ငံစီမှာလေအမေရိကလည်းအဲ့လိုပဲဟိုသမီးအိမ်နေလိုက်ဒီသမီးအိမ်နေလိုက်အဲ့လိုမျိုးပေါ့နော်အဲပြီးတော့လည်းအခုဆိုရင်ကြီးရတော့မှဆိုတော့နော်အလားငယ်ဆုံးလေးကကြီးရတော့မှဆိုတော့အမေတို့ကပျော်နေပျော်နေရပေါ့အမေရိကဖီဒီနေနေလည်းဘာမှပူစရာမရှိဘူးညီမသောအောင်လောကသိရမှာအာသူတို့အတွက်စိတ်အေးရတာပေါ့ လေးကတော့ပို့ပြီးတော့အေးချမ်းသွားတာပေါ့နော်။ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ဆိုရင်ခုနကောင်ကဆိုမြန်မာနေအောင်ပြောပြကြတယ်။အဖေဒီမီဒီယာအစားသူ့ရဲ့အဖေဒီမီဒီယာအိုကန်ကောင်းလိုက်တာတမိသုံးအောင်ရှိရဲ့နိုင်ငံတကာနိုင်ငံစီမှာလေ။အမ်အဲပေါ့စီကဘန်ကောက်မှာအကြီးမကြီးက UK မှာအငယ်မကကြာတော့ပြင်သစ်မှာအဲဆိုတော့အဲ့အမေရိကလည်းအဲ့လိုပဲဟိုသမီးအိမ်နေလိုက်ဒီသမီးအိမ်နေလိုက်အဲ့လိုမျိုးပေါ့နော်အမေရိကနေအမေရိကဖေးနေနေလည်းဘာမှပူစရာမရှိဘူးဒါညီမတော့အောင်လောကသိရမှာ အာသူတို့အတွက်စိတ်အေးရတာပေါ့နော်အဲပြီးတော့လည်းအခုဆိုရင်ညီရတော့မှဆိုတော့နော်အလားငယ်ဆုံးတွေကညီရတော့မှဆိုတော့အမေတို့ကပျော်နေပျော်နေရပေါ့အေးပါအမရဲ့ကမ်းဖက်ပြောတဲ့ဟောအမဘယ်လိုလဲပြောစင်တာရှိမှပြောတဲ့ကမ်းဖက်လားကမ်းဖက်ကအဲ့ဒါကြောင့်ပြောရဲညီမလို့အမှုပညာမလို့ဖဲနဲ့မနေနိုင်ဘူးမလားလို့ဘယ်တော့ပဲပြေဆုံးပြေဆုံးလို့ဟုတ်တယ်တဲ့မရဲ့သမီးပြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်နဲ့ဒီကိုလို့ကိုလှုပ်ချင်တယ်ပေါ့နော်ကောင်းတယ်လို့ပြန်ပြီးတော့ပေါ့နော်ဝင်လာတာလို့အဲ့ဒါလို့ဝမ်းသာတယ်ပေါ့နော်အမ ပြန်ဆုံးတဲ့ခါကျတော့စကားတွေလည်းနော်ခေါက်ခွဲ့နော်ခေါက်ခွဲ့နေပြီးနိုင်တော့နှစ်ယောက်လည်းဝင်နိုင်တယ်ပြောပြောနေတယ်ပြောမှနှစ်ယောက်သားပြောမနေဘူးပြောမှလာပြောမှအဲ့လိုမျိုးဖြစ်နေရအဲ့တော့ပြောစရာကောင်းပါတယ်သူရိုက်ချင်တယ်ပြောတာလေဖဲရိုက်ချင်တယ်ပြောတာရှင့်လူပြောတာမဟုတ်ဘူးဟာဒီနေ့ကဒီနေ့ကပထမဆုံး စပြီးတော့တိုက်တန်နေဆိုတော့အကျန်းပေါ့နော်အကျန်းဆိုတော့ဒါဟိုဘယ်လိုပြောရမလဲကိုယ်စကားသူစကားနောက်ပြီးတော့ကိုယ်လေးစကားတွေလည်းမရသေးဘူးလေအဲ့တော့ထိနှိုင်းတဲ့အစီအစဉ်ပဲရှိပါသေးတယ်ဟုတ်တက်စကြတော့ဟုတ်တယ်နော်ပို့လောက်ရပါဘာဖြစ်လို့လဲသူကလေကင်မရာလေးလို့ဟိုဘယ်လိုပြောမလဲဒီ zoom ရှိတာတို့ဒီလိုအကျက်တို့ပါတို့ပြနေရမဟုတ်ဘူးလေကိုတကိုယ်လုံးအဝေးကနေကြည့်ရတာဆိုတော့ make up ကစားနော်ပြဆက်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးပို့ရတာပေါ့ ထုတ်ချလိုက်တာသူ့ကိုကြည့်ပြီးရင်းညာလေအဲ့တော့ကိုရီတောင်ရေးရတယ်ဆိုပရိသတ်ဆိုတဘောဘောနဲ့နေမှာဘာဘာဘာလို့လဲဆိုတော့ဒီပြဆက်ရဲ့တဘောကပို့ပြီးတော့ over acting လုပ်ပြရတယ်ဒါမှသူကအဝေးကလူကလည်းကိုယ်မြင်မှာပေါ့နော်အဲ့အဲ့ဒီအတွက်ကိုရီကနောက်ပြော့ပြဆက်ရဲ့ဟာလည်းကြီးရဖို့ပေါ့အဲကြီးတဲ့ဟာတာပြဆက်လေးဆိုတော့လေဟုတ်ဟုတ်ဟုတ်တယ်မဆက်လေးကပြောလုံနော်ပို့ပို့လုံနော်ဟောတာမင်းသားပေါ့စီကိုပြောတာ လုံနော်ပိုလုံနော်ပိုလုံနော်နဲ့အာသူမြောက်ပေးတာမိသားတွေရောစုံကြရတယ်တော်တော်ကြာတယ်နော်တိတိဟုတ်ကဲ့ရမ်းကြပြီရမ်းကြပြီပေါ့နော်ရမ်းကြပြီဟိုပေါ့စီလဲဟိုကလေးဘွားကလေးဘွားလေဟုတ်ကဲ့မော်ရယ်မော်ရယ်နော်မင်းမီးမလောက်သေးဘူးသူမော်ရယ်ကဟုတ်ကဲ့အာသူတို့ညီမညောင်းနေအဲ့လိုကိုရင်းနဲ့ခီးတွေလဲသွားဘူးတယ်အဲ့လိုပေါ့နော် မော်ရယ်ရှိုးတွေနဲ့နော်အမရဲ့ဒီကလေးလေးလိုရှင်လောင်းရှင်ပြူတော့ရလေလေအဲလိုတသားတို့တမီးတို့ရှင်ပြူတော့ရမှာအမတို့ကလိုက်ခဲ့သေးတယ်အမှတ်မိသေးတယ်အခုအကျန်းကလေးတွေအားလိုကြည့်အောင်ဟိုဖုံးမင်းတို့ပါလို့ဆိုလို့ရှိရင်ကြီးလာပြီလေကလေးကကိုကိုကကြီးွားရလို့မသိသေးဘူးအဲကလေးတွေတွေ့မှာပဲသူတို့ကသိရမလားအရန်ရိုက်ပြီးတော့ကလေးတွေတက်ကတူရွာကြီးတက်နေပြီးတော့ဩငါတော်တော်ကြီးလာပြီအဲ့တော့မှသတိရရလို့ကလေးတွေတွေ့မှာလေအဲ့လိုသူကအရန်ချွဲရငယ်ငယ်တော့ကလည်းအဲ့လိုပဲလေသူကလှတာပေါ့နော်ငယ်တော့ကလည်းလှကိုရင်းငေးနေရဟဲ့ လာတယ်ပေါ့အရင်လာတယ်ပေါ့နော်သိရမလားအကြီးမောငေးရတာမို့အမလည်းငေးငေးတော့ခြေသေးလေးဆိုလို့အရင်လာထီးဆောင်နေတော့မှချက်တော့လုံးဝအောင်နော်အေးဟုတ်တယ်ဒါအမရဲ့ဟောဖိမအမတာအမလည်းမင်းသမီးလောက်တဲ့အမအောင်ခြေလှတယ်ခြေသေးလေးလက်သေးလေးအစားလှတာပေါ့လေအဲ့ဒါနဲ့အမချက်တော့ကလေးရစားလာအမခြေောက်လေးတွေအစားထီးဆောင်ရင်နေပူမခံဘူးအဲ့ခြေသေးခြေောက်လေးတွေအစားဘီယူဆိုင်တာအော်မင်းသမီးဆိုတာအဲ့လိုမျိုးပါလားကိုရီးယားနေရတယ်ကြည့်ပြီးတော့အော်အဲ့လိုမျိုးလေးတွေအစားဘီယူဆိုင်ရတာပါကိုရီးယားကခါကြလို့ဒီအဲ့တော့ ိုရဲ့ကလေးဆိုတော့ဘယ်လိုဂယူဆိုင်ရမလဲဘယ်လိုနေရထိုင်ရမလဲမသိသေးဘူးဒါပေမဲ့အကြီးကြီးစီကပဲတင်တာပေါ့အမတို့တွေ့ရဲ့စီနီယာတွေစီကတင်တယ်ဆိုတော့လက်သေးခြေသေးလေးကြီးကအမဆိုခြေသေးလေးဆိုလက်အဲ့လိုမျိုးလေးနေတော့လေအဲ့လိုလေးအထီးမခံတော့ဘူးပေါ့အရန်တော့သဘောကျအဲ့လိုတင်ခဲ့ရပေါ့နော်အဲ့ဒါလေဟိုပါပေါ့နော်အော်နေပူရန်လေအဲ့လိုမျိုးအသားမဲမှာတော့ဘာလို့ရမ်းချောက်တာလဲအရမ်းချောက်တာဆိုအဲ့ဒါသင်ရတာပေါ့မှတ်တာကိုရွန်းကကြတော့အဲ့လို ဟိုခုလို social media အရင်မရှိသေးတော့လေအဲ့လိုမျိုးဟို skin care ကိုဘယ်လိုလုပ်အောင်ပါညာဆိုတော့မသိအဲ့တော့အကြီးကြီးစီကပဲသင်ယူရတာပေါ့ကွယ်သိလားမလားအဲ့လိုမျိုးအမတို့ဘယ်လိုနေရထိုင်နေဘယ်လို view site တဲ့ဩအဲ့လိုနေကာမတားမလောင်ပါဘူးအဲ့တော့မှငါကလမလေးမဖြစ်မှာပေါ့ဘယ်သိရမလားအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုက senior တွေစီကသင်ယူရတဲ့ဟာတွေပေါ့နော်အမြင်ရောအဲ့ခါကျတော့ပြောတာကြတော့အမတို့အေးညီမလေးဒီလိုလေးလောက်ပါလာတာဒါကတော့အပြောပေါ့နော်ကိုကအမြင်ကလည်းသင်ရတာပေါ့ညီမလေးကောင်းတာအောင်ဆိုးတာပေါ့နော်အဲ့လိုမျိုးသင်ရတာ6လောက်ကတိတောက် ွက်ဆောင်တော့တာပဲနောက်ဆိုလို့ရှိရင်ငါ6တော့ပါနေမပူသေးနဲ့6တော့ပါအရှိတ်လူတွေတိုက်အခုအခုတော့ဒီမှာအမဒီမှာဒီမှာအားရရင်နေရဆိုတော့သိရမလား character နဲ့ညီအောင်ပုံပြထားတာလည်းခဏကူဆိုလဲထိန်းနိုင်တယ်ဗောနအဲ့ဒါအမဘလိုထိန်းလဲခုနကအမလှမ်းမိတယ်အမပြောပြအောင်ဘလိုထိန်းလဲပြောပြအောင်ထိန်းနေတယ်အမအဲ့လိုမျိုးစားတဲ့ဟာလေးပြောပြတယ်ဟုတ်ဘာလို့ပို့ပြီးတော့ထိန်းချက်လဲဆိုတော့လေကိုရီးယားကသူများလို့အရက်မရှိဘူးလေနော်ရက်ကပူတဲ့ခါကျတော့ အဲ့တော့ကိုရက်ကအဲ့လိုမျိုးဝါလိုက်တာနဲ့ပုပုလုံးလုံးကြီးဖြစ်သွားမှအဆင်မပြေဘူးအဆင်မပြေတဲ့ခါကျကိုကိုငြင်းရန်ကြည့်အဲဘေးကလည်းသားသမီးတွေကအရင်တော့မမေရှိတော့တာမမေကတချင်လို့စစားခိုင်းတုတ်လာပြီစစားခိုင်းကြည့်ပူလာပြီအဲ့လိုမျိုးပေါ့မပူရင်လည်းပူတယ်လို့မမေကစိုက်ကိုတုံးတာပေါ့တောက်ပြီးတော့သူ့သမီးကိုအမြဲတမ်းအရေးကြီးကြီးကြည့်နေအမေလုပ်တဲ့လူဆိုအနီးကတော့ပူဖက်ရှင်ကြာတော့ဒီကနေ့မေးကြည့်လိုက်တော့အရင်မိုက်တာအပြည့်ဟုတ်တယ်အမတဲ့အပြည့်တကယ်ကတော့ဟုတ်တယ်အနီးကမမမီဘူးမမီဘူးမမီဘူး ကလေးစပင်တိုလေးနဲ့လိုမျိုးရမ်းအပြည့်လေးနော်အပြည့်အပြည့်အပြည့်မိတ်ကပ်ပေါ်ပါအကုန်အပြည့်အပြည့်ဟုတ်တယ်ပစိုင်ကအစလက်သေးလေးတွေအစအကုန်လေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတော့ तू อ่ะ तू သမီးကိုလည်းအဲ့လိုပဲချီချီချီနဲ့ကြည်နေတော့အများရန်ပြောနေတော့အမဝါမဲဟာမဝါဘူးပေါ့အမေလောက်တာနဲ့ဟာစိုက်ပိုတွေဝင်သွားပြီဟာဘာကြီးပုံနေပြီဟာမြမြဟိုဟာပေါ့ဝေးချော့မှအဲအဲ့လိုမျိုးပေါ့အခုဆိုရင်လည်းမမမရှိတော့တဲ့နောက်ပိုင်းကျတော့အင်းကသမီးတွေသားတွေကမင်းနော်ဝါလာပြန်ပြီနော်အဲသူကသူ့ဖွားရဲ့အမွေကိုစက်ခံပေးထားတာပေါ့ဒါမဲ့ အာမိမိရောကလေးတွေရောကျေးဇူးတင်ရမယ်ပေါ့နော်ကို့ကိုအဲ့လိုပြောပေးမဲ့လူရှိရဲ့အတွက်ကိုရီးယားထင်းဖြစ်တာပေါ့အဲအဲ့ဒီခါကျတော့ဩငါဝလာပြီလားဆိုပြီးတော့အမြဲတမ်းပေါ့နော်အမလည်းအဲ့လိုပဲဝါတာကြီးကိုစိုက်ကိုတခုလိုဖြစ်ပြီးတော့လေအဲ့လိုမျိုးစားချင်ရင်လည်းမစားရအောင်အဲမင်းညာဒီမလေးရဲ့လို့အမဒီနေ့တနေ့လုံးတော့အသက်ကုန်စားလိုက် နောက်နေ့လည်းကြာ fasting လုပ်ပြန်အဲ့လိုလေပတ်နေရတာအဲ့လိုပဲလေပတ်နေရတာလို့သိလားလို့အဲ့ဒါမျိုးဆိုရင်ဝါလာပါလို့